ရင်တော့ကိုစင်းနုံနဲ့အခုကိုစင်းနုံနဲ့ဆိုတော့ကိုစင်းနုံကနှစ်ဆလောက်တက်ပါတယ်။အော်ကျွန်တော်အခုရရလာကနေဆိုရင်အခုကိုစင်းနုံနဲ့ကမလောက်ဘူးကွာ။အဲပြောင်းလဲပါတော့ကွာတိတ်တော့မတွေ့ပါဘူး။တွေ့ဆိုတာဟိုကျွန်တော်လမ်းမေးစေးစေးကွာဆိုတော့ဟို နေတိုင်းညာလာပဲဘယ်ရှိလို့ရှိရမလဲမသိဘူးဒီတစ်နှစ်အတွင်းမှာအားမရဘူးတချို့အရာတွေဒီလှုပ်တယ်မအောင်ဘူးလှုပ်တယ်မအောင်ဘူးလှုပ်တယ်မအောင်ဘူးပြောရမယ်ဆိုရင်ဟိုစမ်းသက်တဲ့စနစ်နဲ့ဘာမှမကွာလို့ဖြစ်နေဒီစနစ်ကစမ်းသက်လိုက်မအောင်ဘူးလားစမ်းသက်လိုက်မအောင်ဘူးလားဟိုကောင်းဝင်တဲ့လေ့လာမှုတွေစာပေတွေ research တွေလုပ်ပြီးတော့ပါလားဟိုဒီဒီတိုင်းပြည်ရဲ့ပြောင်းလဲမှုလှုပ်စိတ်ချင်လို့ပြောရတယ်ဟိုဟိုကို ပြောရမယ်ဆိုရင်ဒါဒီလုတ်တင်တယ်လုတ်ထိုက်တယ်ဆိုပြီးလုတ်တာထက်စား research တင်လဲပြီးတော့ခါပြီးသူအတန်ကြီးနားထောင်လို့ပို့ပြီးတဲ့ခါမှာအထီးကင်နေတယ်ပြီးပြီးပြောင်းလဲမှုမျိုးရောင်းလဲစုကြီးပြောခဲ့သူအထီးကင်နေတယ်ပြီးပြီးပြောင်းလဲမှုတကယ်လည်းသွားစီအထီးကင်နေတာမတည်ကြည်ပျက်စီးမှု strike တွေကြောင့်တည်ကြည်ပျက်စီးမှုမဟုတ်ဘဲနဲ့ပြီးသူဒီရဲ့နေ့စဉ်ဘဝနေ့စဉ်လက်ပတ်မှုဟိုနေ့စဉ်အကျိုးစီးပွားတွေမထီးကင်စီပဲနဲ့ပြီးပြီးပြောင်းလဲမှုမျိုးလုပ်ပါလို့ကျွန်တော်ကပြောချင်တော့ဟိုကျွန်တော်အနေနဲ့ဟိုခုနကထပ်ပြီးပြောသလိုဆိုအမရပါဘူးမလှုပ်ပေးစေချင်တာတော့တရားဥပဒေစိုးမိုးရေး အစိုးရအတက်တဲ့တနစ်တက်တန်းအတွင်းမှာတော့ပြောင်းလဲတာတွေအများကြီးရှိပါတယ်အားလုံးကမအတော့ကြိုက်ပါတယ်အဓိကတော့တရားဥပဒေစိုးမိုးပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကျွန်တော်တို့ကလိုလိုမထင်တာပေါ့ဟောအခုချိန်မှာတရားဥပဒေစိုးမိုးမှုကဟို90ရာခိုင်နှုန်းကိုပဲဟောမြည်သေးဘူးဗျာအဆင်ပြေသေးဘူးပြောမှာကျွန်တော်တို့ကိုအနေနဲ့လှုပ်သားတဲ့အနေနဲ့ကလည်းအခက်အခဲလေးတွေတော့ရှိတာနော်ဘယ်ဆိုတော့ဟိုတော့လောက်တော့ခက်ခဲတော့ဘူး ခုတော့နဲလေးတော့အဆင်ပြေလာပါတယ်။ဒါပေမဲ့ကုံစင်းနှုံးနေတော့နဲလေးချပေးသေးတယ်။ဒီတနစ်ပြည့်တဲ့ခန်းမှာတချို့ဟာကြတော့တိတ်မကြိုက်ဘူးပေါ့နော်။ဒါဒါပိုးဝေလေးလေးပြောလိုက်တာ။အဲ့တော့ဘာတွေမျောလဲလဲဆိုတာတော့ဘာမှမမျောလဲဘူး။အစိုးရဆိုတာကျွန်တော်ပြည်သူဥဆောင်တာပဲ။ကျွန်တော်တို့အစိုးရမိဘပဲဗျာ။အဲ့တော့သူတို့လောက်တာကင်တာလေးကြည့်ပြီးတော့ကောင်းတာကြတော့လေကျွန်တော်တို့ခံစားရမှာပေါ့နော်အဲမကောင်းတာကြရင်လည်းတက်ဆိုင်ပုံကိုတည်းကသူ့အတူပြင်သွားမှာပေါ့နော်